ြန်မာနိုင်ငံရဲ့ပထမဆုံးသောအမှုပညာရှင်များနဲ့ဒိတ်ခွင့်ရတဲ့ဒိတ်တင်ရှိုးကြီးတစ်ခုဖြစ်တဲ့ David Me အစီအစဉ်ကို M Entertainment Channel ကနေတင်ဆက်ခဲ့ပါတယ်။ပရိသတ်တွေအားပေးဆုံးအစီအစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ရိုင်းဝဲဝင်များရဲ့စိတ်လှုပ်ရှားမှုတွေပြိုင်ဆိုင်မှုတွေပျော်စရာကောင်းတဲ့အခိုက်အတန့်တွေဝမ်းနည်းစရာပုံရိပ်တွေ

စာလုပ်တယ်။စာလုပ်ပြီးွားလို့ရင်ဂိမ်းကစားတယ်။အကိုနဲ့လည်းအပြင်မှာစုံမှုကျင်တယ်။အကိုနဲ့လည်းအပြင်မှာတစ်ခါမှမမြင်ဘူးရတဲ့ကြောင့်အဲ့လိုမျိုးတူတူနီးကပ်တွေ့ကျင်တယ်။ကိုကိုအများကြီးပြောရှင်းအောင်လုပ်ဝေးကျင်တယ်။ကိုနဲ့တူတူခရီးတွေသွားကျင်တယ်။သွားကျင်တဲ့နေရာကတော့တောင်တန်းနေရှိတဲ့ဘက်ကိုလူတွေဖြတ်တန်းရမယ်ဆိုတာလည်းအရန်ကိုစိတ်လုံချားနေ။ နေရာဟိတာမမှုခဲမှာရှင်အသက်က23နှစ်ပါတင်ငယ်ကျွမျိုးနေရာနေပြလာပြီးရှင်ပြိုင်ပါပါရှင် modeling by လုပ်တဲ့ပြီးတော့ address by ပေါ့နော်ဒီလိုဆောင်ပိုင်းလုပ်လို့ရပါတယ်မနမရအမရခင်မရှင်အတက်ကတော့29ခုမှာတိုင်းမျိုးနေမှာနေပါရှင်လုတ်ပိတ်တဲ့ရက်တွေဆိုရင်တော့ညီမဝန်သာပါတဲ့ဒီ local brand တွေကိုဒီကတ်တလောက်မော်ရဲဖြစ်အဲ့လိုရိုက်ပေးပါတယ်ရှင်ညီမလေးနမရတရထပ်ပါအတက်က20ပါမယန်းကုန်းမှာနေပါတယ်ဟုတ် မစ်ဆိုင်ခွဲတွေတိုင်ထားရပေါ့နော်။အောက်ပြီးတော့ runway ပွဲတွေလျှောက်တာများတယ်။ event ပွဲတွေလုပ်တာများတယ်ဟာ။အခုရဲ့ interview တွေပြောမှချင်းအရန်လေးသဘောကောင်းနေပေါ့နော်။စံနေပေါ်လည်းအရန်ချစ်တယ်။ပြီးတော့လူငယ်လေးစံနေ။နောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ညီမအနေနဲ့ဆိုကန်းချီပါပြီးတွားကြမှာ။ညီမရဲ့ဆန္ဒချက်ကိုကိုတန်ရွေးရဲ့ဆန္ဒကိုဦးရင်စိုးဦးစားပေးမှာပါ။အကိုနဲ့အတူရှိနေရရင်ပြောမိမှာပေါ့နော်။ဟုတ်။ ရှိလုံးလုံးနေရာကတော့ Chinese translator ပေါ့မနမေကတော့တသိန်းပါအတက်ကတော့26ပါစမ်းကြောင်းမြို့နယ်မှာနေပါရှင်ဟုတ်ကိုလိုလုံးစရောအလုပ်နားထားရပေါ့နော်အရင်ကတော့ instructor လုပ်ပါတယ်အခုရပိုင်းတော့ကိုကိုကိုပို့ပြီးတော့အချိန်ပေးဖြစ်တဲ့ self care ပို့ပြီးတော့လုပ်ဖြစ်တယ်ရှင်ဟုတ်ဒီမနမေကတော့၃ဝက်ဒီဖြစ်ပါတယ်အတက်ကတော့16နှစ်ပါရှင်ဒီမအင်းဆိုင်မြို့နယ် BOC မှာနေပါတယ် မနာမေအမတ်နေချေလို့ခေါ်ပါတယ်။နေရာဒီကြောင်းပေးရတာမွေအားတဲ့အချိန်တွေဆိုရင်အဲ freelance maker artist လို့ဖြစ်ပါတယ်ပေါ့။အစရေအမညီမသူ့လက်လေးကိုကင်မှုကျင်တာဆိုတော့တကယ်လို့မြန်ဝင်းနာဖြစ်ခဲ့မယ်ဆိုသူ့လက်လေးကင်ကိုရချင်တယ်။ခုတော့အရင်စိတ်လှုပ်ရှားရနေစကားပြောရင်လည်းစိတ်လှုပ်ရှားရတော့တော်တော်လှုပ်ရှားရတယ်။ဘုံနဲ့တူ coffee ဆိုင်ရေးသွားကြတယ်။ ှာပြိုင်ပွဲတွေနံပါတ်9ပါရှင်။ online မှာဈေးရောင်းနေရှင်စားပြချင်ပြီးရောင်းပါရှင်။ကိုချန်ကိုဘာလို့ချန်လဲဆိုတော့အကိုကအဲတဘောလေးကောင်းတယ်အကကတော့အကိုကိုကြာညီမလို့သူပုံစံလေးကိုတဘောကြာတာပေါ့ကိုနဲ့ကမ်းကြီးကြီးတွားကျင်နေပြီးအကိုနဲ့ဆိုင်ငယ်တူတူစီးကျင်နေရှင့် ုနာမည်ကတော့ကုကုမေတာဖြစ်ပါတယ်။ဟုတ်ကိုကတော့အခုသမိုင်းရန်ကုန်ကနေပြီးတော့လာပါတယ်။ကျွန်မနာမည်ကတော့နှီးအောင်မအသက်ကတော့35ပေါ့နော်။အဲမန်လီကနေလာရောက်ပြီးရှင်ပြန်တာဖြစ်ပါတယ်။ဘာဂိမ်းကြီးဆော့ဆော့လာမသိဘူးပေါ့နော်။အဲ့အတွက်လည်းအခုချိန်ကြီးတော့ရှင်ခုံစိတ်လှုပ်ရှားနေတာပေါ့။ကိုကတော့အခုဗလန်ဘဲရိုက်တယ်ပြီးတော့ local brand shooting နေရတာလက်ခံနေတယ်။ ခုတိုင်မှာကျတော့ပို့လို့မျိုးသူက fan ကြီးအရင်ဖြစ်နေဟောနော်ခုဆိုလည်းပဲပေါ်တော်တော်နေရဆိုပေမဲ့လေပို့ဆိုချင်မှကပျော်နေတဲ့စိတ်ဟွာဖြစ်တော့လေပြီးတော့ကိုတိုင်တော်နဲ့ရှင်ပြန်တစ်ခါဆုံတော့ဒီဥဆောင်တဲ့အချိန်မှာဘာမှချိန်ဖြစ်နေရတယ်အဲ့လိုမျိုးကြီးပေါ်တော့ဝါဒီမရှိတာရပါတယ်အဲ့ဒီဟာနဲ့ကိုတိုင်တော်ရဲ့ fan တယောက်အနေနဲ့ဖြစ်နေကျေလို့တိတ်ခွင့်ရမယ်ဆိုတော့အများကြီးတော့ပြောချင်တာပါเนาะသူတို့ရဲ့ fan ကလေးတွေ fan point လေးတွေနဲ့အချင်းချင်းတွေ့ခွင့်ရအောင်ပြုလုပ်ပေးတဲ့အစီအစဉ်လေးဆိုတော့လေ အရန်အဆင်ပြေရတာမနက်မြန်အတင်းချက်တီခင်မအသက်ကတော့25ရှိပါပြီအလောက်ကင်နေနေကတော့တိရစ္ဆာန်လုပ်နေပါတယ်ရှင်2018လောက်ထဲကကိုကြီးကိုဆိုရှယ်မှာစတိခဲ့ရဆိုတော့လေအစအစအရာရာအလုံးတက်မှုထားပြီးပေါ်ကြပါရှင် commercial တွေပါလေအဲ့လိုမျိုးရရင်တော့မအဲ့လောက်ထိစိတ်မလွှမ်းရှာဘူးပေါ့နော်အခုဒီ code idea နဲ့တွေးဖို့အတွက်ကိုဒီတိုင်ခွဲလေးကိုပြိုင်တဲ့အခါမှာပို့ပြီးတော့စိတ်လွှမ်းရှာမိပါတယ်ကိုကြီးနဲ့အဲကန်းကြေးတွေမှာဒနာတိတ်ဒိတ်ချင်တယ်ပြီးရင်အင်ဂျီစင်တူလေးဝယ်ပြီးတပုံရိုက်ချင်တယ်ကန့်ဝင်ရမယ်ဆိုတော့နည်းနည်းစိတ်လွှမ်းရှာပါတယ်နောက်ပြီးတော့မိခိုးနေမဖြစ်နိုင်ပါလေအရန်ကြောက်ပါတယ် မတ်ချောကလေးရံလေးမှာတက်ကတော့26အင်းစင်ရံလေးလာပိုင်ရပါညီမလေးနာမည်ကတော့ခိုင်စင်မွန်းမှာအသက်ကတော့26နှစ်တောင်တုံမြို့နေရလာတာညီမနာမည်ကတော့တဲနေလို့ခေါ်ပါလိမ့်ရှင်လရှိမှာဒီမှာပို့လို့မရအနေနဲ့ freelance နေနေမှာလို့ပြပါ 2016လောက်ထဲကညီမတို့အားပေးလာဆိုတော့ဘာလို့ကြိုက်တာလဲဘာလို့အဲ့လိုမျိုးမရှိပါဘူးဒေဝမီစီစဲလူမှရွေးချယ်ခံရလို့ရှိလို့ရှိရင်တော့အကိုတိုင်တော့အဲ့သူအင်တာဗျူးတွေမှာဖြေရပေါ့နော်ပရိသတ်တွေနဲ့နီးနီးကပ်ကပ်နေခြင်းနဲ့ဆိုလို့ညီမလည်းသူပရိသတ်အနေနဲ့တွေ့ခြင်းလို့ပါအဲ့လိုတော့အခက်ခဲတော့မရှိပါဘူးအမေကလည်းသဘောတူတယ်လေအမေကိုပြောပြီးတော့မှလောက်တာဆိုတော့အရင်တော့အခက်ခဲတော့မရှိဘူးရှင့်ကြောကျင်တဲ့စကားရဲ့လိုတော့မရှိဘူးဒါပေမဲ့အခုစီကတော့မိုဒီစကားတွေတော့အများကြီးကြားကျင်တယ်အခုမောင်းတဲ့ဆိုင်ငယ်ကိုစီးပြီးတော့အဲ့ဖျားတွေတူတူဖူးကျင်တယ်မုတ်တွေရှောက်စားကျင်တယ် ူတောင်နဲ့တိခွင့်ရတယ်သွားချင်တယ်ညာကလောသွားချင်တယ်အစာတော့ငူဆောင်ဘက်ကိုသွားချင်တယ်အခုတော့အေးဂျန်ဂျန်ကြိုက်ထူးဖျားလေးပဲသွားဖူးချင်တယ် ားလုံးပဲမင်္ဂလာပါခင်ဗျာ Date with me season 2ကနေလိုက်လဲဆိုတာကြိုးစားပါရယ်အခုတင်ဆက်ပေးမယ့် Date with me season 2ကို season 1တော့ကနေပုံစံလုံးဝမတူအောင်ကျွန်တော်တို့ကြိုးစားတင်ဆက်ထားတာဖြစ်ပါတယ် season 1တော့ကအမှုပညာရှင်နဲ့ပြိုင်ပွဲဝင်တွေကပြိုင်နေတဲ့အချိန်တွေမှာတဦးနဲ့တဦးမမြင်တွေ့ရဘဲနဲ့ blind date ပုံစံမျိုးနဲ့ရှင်ပြန်ရတာမျိုးကို season ထားတာဖြစ်ပါတယ်အခု season 2မှာတော့ပါဝင်တဲ့အမှုပညာရှင်နဲ့ပြိုင်ပွဲဝင်တွေက activity ကိုဦးစားပေးတဲ့ ဖန်ကင်းပုံစံမျိုးနဲ့အားလုံးအတူတူပြပြပါပါရှင်ပြန်ရင် ကစားရင်နဲ့အမှတ်တရတွေများစွာကိုဖန်တီးနိုင်အောင်စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်ကျွန်တော် Date with me season 2မှာပရိသတ်တွေတိတ်ခွင့်ရမယ်အမှုပညာရှင်ရတော့ Tyron ဖြစ်ပါတယ်ခင်ဗျာတိုင်ရွန်1993ခုနှစ် နိုဝင်ဘာ28ရက်နေ့မှာမော်ပြည်နယ်တံဖြူစရက်မြို့မှာမွေးဖွားခဲ့ပြီးတော့မွေးချင်း၃ရောက်နဲ့အငြိမ်ဆုံးသားဖြစ်ပါတယ်ခင်ဗျာတိုင်ရွန်ကအမှုပညာလောကကို model အလုံးနဲ့စတင်ဝင်ရောက်ခဲ့ပါတယ်မနေ့ကဖြစ်သည့်နှစ်ဇလန်းသွင်းနဲ့လူသိပုံများလာခဲ့ပြီးတော့တမီးစိုးလောင်စောင်းတော်ကူတငယ်ချင်းမိတွေစတဲ့ဇလန်းတွေတွေနဲ့ပရိသတ်အခိုင်မာရရှိခဲ့ပါတယ်အင်းနဲ့ကွာချင်းစာချုပ်မှာလက်မှတ်ထိုးထောက် အပ်တန်းစာပိုင်းလုံးပါပြောလေမင်းမဲ့ပန်းတို့တွင်မင်းမဲ့ကောင်းတယ်မင်းမဲ့တရားတယ်ကျွေဥရီတာကြောက်ကြောက်ကြောက်နှစ်ပလေးယာရှယ်ပြောအရက်ဆဆုံအနန်းအခမ်းအနားဆုံးမြစ်တာစရရုပ်ရှင်ဇာတ်ကားများစွာမှလေးပါဝင်ပြုတ်ဆောင်ထားပါလေဟန်နီဂန်ဇာတ်ကားကြီးမှာပထမဆုံးခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ခဲ့ပြီးတော့ကိုယ်တိုင်တည်ဆိုထားတဲ့အချင်းတွေလည်းဖြတ်ရှိထားပါသေးတယ်ဟာရဟော ကြရတဲ့အတိုင်းပဲ ကိုကိုကိုတန်ပါဖို့အမြဲတမ်းစူးစမ်းလေ့ကျင့်နေတဲ့အမှုပညာရှင်တဦးဆိုတော့အခုပထမဆုံးပြိုင်မဲ့ first date game မှာဘလို့အစီအစဉ်နေနဲ့စပြိုင်မလဲဆိုတာခဏနေရအားလုံးမြင်တွေ့ကြတော့မှာဖြစ်ပါလိမ့်မယ် Day with me season 2ရဲ့ David Tyron အပိုင်းတစ်တစ်ပိုင်းမတင်ခင်မှာကြီးစုနေတဲ့ပြိသက်တွေဟာအဲ့ဒီအပိုင်းတစ်ခုချင်းစီမှာဘသူတွေထွက်ရမလဲဆိုတာကိုခံမှန်းပေးရမှာဖြစ်ပါလိမ့်မယ်ဥပမာ David Tyron ရဲ့အပိုင်းတစ်မှာပြိုင်ပွဲဝင်၃ယောက် ထွက်ရမယ်ဆိုတာကအခုကြည့်ရှုနေတဲ့ပရိသတ်တွေကအဲ့ဒီထွက်ရမယ်၃ယောက်ကဘသူတွေလဲဆိုတာကိုခန့်မှန်းပြီးတော့တဦးချင်းစီကိုအကန့်အသတ်မရှိဗုတ်ပေးနိုင်ပါတယ်။ကိုခန့်မှန်းလိုက်တဲ့ပြိုင်ပွဲဝင်၃ဦးထွက်ရတာမှန်ကန်ပါကတတ်မှတ်ထားတဲ့စုကြည့်တစ်ခုရရှိမှာဖြစ်ပါတယ်။တကယ်လို့ဖြေမှန်တဲ့သူတဦးထက်မကပို့ပြီးတော့ရှိနေပါကတတ်မှတ်ထားတဲ့စုကြည့်စီကံများအတိုင်းချိန်မြင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ episode voting နဲ့အတူ popular choice voting ကိုလည်းထားပေးထားပါတယ်။ popular choice ကဒီ season ကနေထွက်သွားရပြင်မဲ့လေဒါပရိသတ်တွေရဲ့ popular ဖြစ်ဆုံး choice ပေးတယ်ဆိုရင်ဒီ voting စုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ David Me season 2ရဲ့ voting အစီအစဉ်ကို BBTV mobile application တစ်ခုထဲမှာသာတွားရောက်ပြီး voting ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးအားလုံးသတင်းအောင်ပါကြပါမယ်ခင်ဗျာ။ တော့ဒါဒေဝမီစီဇန်2ရဲ့ပထမဆုံးစာပြီးရိုက်ကူးတဲ့နေ့လေးပေါ့နော်ဒီနေ့မှာကျွန်တော်ဒီပြိုင်ပွဲဝင်ဒီအားလုံးတယောက်မှမမြင်ဘူးသေးပါဘူးဒါကိုလည်းကျွန်တော်စိတ်လှုပ်ရှားပါတယ်ကျွန်တော်ပရိသတ်တွေနဲ့ဒါဂိမ်းကြီးဆော့မယ်အဆီဇင်နေလောရမှာဆိုတော့ ကျွန်တော်နဲ့ကျွန်တော်အားပေးတဲ့ပရိသတ်တွေနဲ့နီးနီးကပ်ကပ်အချိန်ကြာကြီးအတူတူရှိရမှာဆိုတော့ကျွန်တော်တို့အရင်စိတ်လုံရှားနေပါတယ်ဘယ်လိုမျိုး challenge တွေလာမလဲဆိုတာလည်းခုထိမသိသေးပါဘူးခင်ဗျာဒီနေ့ season ကျွန်တော်ဝင်ပြီးတော့ပါဝင်ဖြစ်တဲ့အကြောင်းရင်းကတော့အတိအကျတော့ကျွန်တော်ပရိသတ်တွေကြောက်ပါတော့ကျွန်တော်ပရိသတ်တွေနဲ့ကျွန်တော် ဒါကျွန်တော်အသက်တွေအများကြီးကြီးသွားတဲ့ခါကြလို့ရှိရင်ဒီ moment လေးကိုကျွန်တော်ပြန်ပြီးရောကြည့်ကျင်နေအဲကျွန်တော်အားပေးတဲ့ပရိသတ်တွေနဲ့ကျွန်တော်ဒီလို activity များများလုပ်နိုင်နေကောင်းနေပဲဆိုတဲ့စိတ်နဲ့ကျွန်တော်ပါဝင်ပြခြင်းဖြစ်တယ်ကိုအောင်ရဲလင်းရဲ့ guest အနေနဲ့ကျွန်တော်ဒီ day room season မှာလာပြီးတော့ကျွန်တော်ဒီပိုင်းဝင်ရိုက်သွားပေးဘူးတယ်အဲဒီတော့ကလည်းကျွန်တော်နော်နော်ပြောင်ပြောင်နဲ့အရင်ပြောဖို့ကောင်းတယ်ပေါ့နော်ပြောဖို့ကောင်းတယ်ဆိုတာအဲဒီအနုပညာရှင်တွေကိုသူတို့အားပေးတဲ့ပရိသတ်တွေနဲ့အတူတူ တွေ့မြင်ရတာကကြည့်နေလို့ရအဖို့ဒါပြုံးပြီးတော့ဗောနော်ချစ်ဖို့ကောင်းတယ်လို့လည်းကျွန်တော်မြင်နေပြိတ္တနဲ့ကျွန်တော်တို့ဒီလိုမျိုးအချိန်ကြိုက်တူတူရှိမယ်ဆိုတော့ကျွန်တော်တို့လည်းနောက်တစ်ချိန်မရနိုင်သလိုသူတို့တက်လည်းနောက်တစ်ချိန်ရနိုင်ဖို့အတွက်ခဲရင်မယ်လို့လည်းကျွန်တော်ထင်တယ်ဆိုတော့ဘာဖြစ်ဖြစ် နိုင်ဒီဖြစ်သည်ရှုံးဒီဖြစ်သည်ဒီစီစဉ်မှာဘယ်ချိန်ပြန်ကြည့်ကြည့်အာဒေဝုမေဆိုတဲ့စီစဉ်လေးရတော့သူတို့အားပေးရဲ့အနုပညာရှင်တရားကိုငါတို့ဒီလိုမျိုးပါဝင်ဖြစ်ခဲ့ပါလားပါဝင်နိုင်ခဲ့ပါလားဆိုတာအမှတ်တရဖြစ်နေမယ်လို့ထင်တယ် တော့မရှိဘူးဒါပေမဲ့အရင်ပြော်ရေရင်ရင်ခုံနေတယ်။ဒီမှာဒီလိုကုန်မြင်လို့ရှိရင်ကြိုက်မလားမကြိုက်မလားတော့တခြားပြောတတ်ပါဦး။ကိုပြင်းနေလို့ကိုတိုင်ရောကအရင်သဘောကျအောင်ဒီကိစ္စကအရင်လိုပေါ့နော်အတွဲကြီးကြီးအဲ့လိုမျိုးစော်သွားတင်တယ်ကွန်ဖီဒန့်ရှိရဲဆိုတာကစူးစမ်းကြည့်မျိုးပေါ့နော်အာဒီမှာ outdoor training နဲ့လောက်ထားဆိုတော့လေ outdoor activities တွေအများကြီးတော့ရှိမယ်လို့ထင်နေရှင် ။ရာဒီလိုလိုက်ဆိုရင်တော့တီရှပ်ဝင်မယ်ထင်ပေမဲ့သူဒီနေ့ကပထမဆုံး impression အနေနဲ့ကတော့အနွေရတစ်ခုထလာပဲထင်တာပဲပေါ့နော်။အဲအမအော်တော့ရောင်းကြည့်ပါရတယ်နောက်ဆုံး final အထိကိုတိုင်ရုံနဲ့ပါသွားလိမ့်မယ်လို့ထင်တယ်ဒီစီးတခုကိုဖြတ်ပြီးတော့ရှာခိုင်းတာမျိုးပေါ့ဘုံကဘာလို့ပုံစံလေးဖြစ်နေပါလဲ င်းလည်းမမျောလင့်ထားဘူးအဲ့အတွက်ပြုတ်သွားမယ်ဆိုတဲ့ကိစ္စမျိုးရှိပါဘူးညီမရသည်ပဲဖြစ်စေအခြားသူရသည်ပဲဖြစ်စေအကုန်လုံးဘသူရရချင်းနဲ့ပါဂျိုင်ရိုနဲ့ပြိုင်ပွဲဝင်ဖို့စီးပေးထားတဲ့ပြိုင်ပွဲဝင်တွေကနေအခုနောက်ဆုံးစကားတင်15ဦးကိုလည်းကျွန်တော်ရွေးချယ်ထားပြီးဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲဝင်တွေနဲ့အတူရှင်ပြိုင်မှုအခုရောက်ရှိနေတဲ့နေရာကတော့ Mind Dream Garden မှာဖြစ်ပါတယ်ခင်ဗျာအစတည်းမှာပဲဒိတ်ဝင်ပြီးစီစဉ်ပြင်မြောက်ဖို့အတွက်ကူညီပံ့ပိုးပေးတဲ့ sponsor များကိုလည်းနှိပ်စက်ပေးပါရစေ ဒိတ်ဝိမီအစီအစဉ်ပြင်ပြဖို့အတွက် main sponsor အဖြစ်အဓိကကူညီပံ့ပိုးပေးထားတာကတော့ကိုရီးယားနိုင်ငံထုတ် luxury car brand ဖြစ်တဲ့ Kia မြန်မာမှဖြစ်ပါတယ်ခင်ဗျာကနေဒါနိုင်ငံအပင်းနဲ့ New Zealand နို့ပေါင်းဆက်ပြီးတော့ Sweden နီးပညာသုံး Tetra Pak ထုတ်ပိုးမှုဖြင့်အရေးအသွေးပြေဝရယ်လူငယ်တိုင်းဟာရပြေဝကျမ်းပါစေတဲ့ Vito Peno ကလည်း co sponsor ဖြစ်ကူညီပံ့ပိုးပေးထားပါတယ် Iron Plus Sugar Free ဟာဒါစာအားဖြစ်ပျော်ရည်ဖြစ်ပြီးတော့ zero sugar ဖြစ်တဲ့အတွက် ချိုးချောင်လိုသူတွေကျမ်းမာရေးလိုက်စားပြီးတော့ကိုလေးချိန်ထိမ့်သိမ့်တင်သူတွေထွေးထွက်များတဲ့သူတွေအတွက်ကုံဆုံးသွားတဲ့ရေဓာတ်နဲ့ဓစားဓာတ်တွေပြန်လည်ဖြည့်တင်းပေးပါရစေ။ဒါကြောင့်ရေဓာတ်ပြန်လည်ဖြည့်တင်းမှုဆိုရင် Iron Plus ကိုတတိယလိုက်ပါ။ Winner ပြိုင်ပွဲဝင်တွေအတွက်ကို380တန်ဖိုးရှိတဲ့စိန်လက်စွပ်တကွင်းစီကူညီပံ့ပိုးပေးတဲ့ Williamson Diamonds and Fine Jewelry နဲ့ကျေးဇူးအများကြီးတင်ပါတယ်။ Beauty and Wellness Partnership အပြင် Pan Aesthetic ကနေ Winner ဆုရှင်အတွက်330တန်ဖိုးရှိတဲ့ duty gift voucher ကိုပါစီစဉ်ပေးတဲ့ Dr. Lore ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကြိုင်ဝင်းဝင်ညီမလေးတွေပြန်ပွဲကာလတစ်လျှောက်မှာလိုအပ်တဲ့ makeup product တွေအပြင်ဝင်နာဆုရှင်အတွက်ကို Note Hammer တစ်ဆက်စာစီစဉ်ပေးတဲ့ Lasus ပုံစံရတင်သွင်းတဲ့ Note Cosmetic ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ Chatramu brand ဟာထိုင်းနိုင်ငံအခြေစိုက်ရည်သွေးမြင့် Thai Tea brand တစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံမှာလည်းစိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားပြီး Dream Man ကြီးစုံလင်စွာရရှိနိုင်တဲ့ Chatramu မြန်မာပဲဖြစ်ပါလေ။ နိုင်ငံတကာမှာရည်ပန်းစားနေတဲ့ပိုတီတူကော်နာဆိုရင်ဘယ်အချိန်စားစားမယိုးတဲ့မန်နျူးတွေကိုထူးရှယ်ဖလေးဗာတွေနဲ့ရှိတ်ပြီးစားရတာဟောက Wall Best Flavor Fries ချင်နေတာကြောင့်စားကြည့်လိုက်ကြအောင်နော်။ကုညီပန်ပိုးပေးတဲ့ Chartra Mu Myanmar နဲ့ပိုတီတူကော်နာကိုကျေးဇူးများတင်ပါတယ်။ Date with me အစီအစဉ်တစ်လျှောက်မှာ main host ဖြစ်တင်ဆက်သွားမယ်။ကျွန်တော်ရဲ့ဝစ်စုံတွေကိုတာဝန်ယူစီစဉ်ပေးတဲ့ Modern Man Bangkok Custom Tailor ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ ပြိုင်ပွဲဝင်ဒီမာလေးတွေပြိုင်ပွဲကာလတစ်လျှောက်မှာလိုအပ်တဲ့ဝတ်စုံတွေအတွက် office sponsor အဖြစ်ဦးတည်ပံ့ပိုးပေးကြရတယ်။ဝင်လိုက်တာနဲ့ယုံကြည်မှုပိုတိုးသွားစေတယ်။ Rainy Maria Fashion Brand, Forever Fashion Gallery, Gloria Outfits Designer Clothing Brand တို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့အတွက် location sponsor အဖြစ်ဦးတည်ပံ့ပိုးပေးတာကတော့ Mind Dream Garden ကဖြစ်တဲ့အတွက် Mind Dream Garden ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကဲအခုဆိုရင်ကျွန်တော်တို့ရွေးချယ်ထားတဲ့စကားတင်ပြိုင်ပွဲဝင်15ဦးကလည်း Mind Dream Garden ထဲမှာရောက်နေပြီဆိုတော့ ကျွန်တော်တို့နဲ့တွေ့တွေ့လိုက်အောင်မမစိတ်ထဲမှာထင်တာစာလုံးတွေဒီစာလုံးတွေပြည့်အောင်ရှာပြီးတော့ဖတ်ထားပြီးတော့အဲ့ဒါရှာမယ်လို့လည်းထင်တယ် maybe အာကစားလားမသိဘောလုံးကခိုင်းတာအကြောင်းနဲ့ဘောလုံးကန်တော့ဘာလို့ခိုင်းမလဲကိုလုံးဝခံမလို့မရတာဟိုအဆီဇင်1မှာ ਨੇ လုံးဝမတူတာတော့လုံးဝတေချာသွားပြီ